လာပါရှင်။အခုချိန်ကစပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အတံမြင့်ဌာန Radio NUG အစီအစဉ်တွေကိုတိုက်ရိုက်အတံလွှင့်ပေးနေပါပြီ။ Radio NUG ကိုနားဆင်နေကြတဲ့မိဘပြည်သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘေးရောကင်းဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ Radio NUG ဖွယ်သားများမှဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်အော်တိုဘာလ31ရက်နေ့ Radio NUG ရဲ့ညပိုင်းစီစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာ Radio NUG စီးရင်တင်ကောင်းထုတ်ချက်ကိုရန်နိုင်မှဖတ်ကြားတင်ပြပေးမှာဖြစ်ပါရခင်ဗျာ ီယိုညူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်ဟန်စပြီး2025ခုနှစ်အော်တိုဘားလ30ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်စီရီသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီရီသတင်းကတော့မိုးကုတ်မြို့ကိုကာကွယ်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုမိုးကုတ်ပြူဟာနဲ့မိုးကုတ်ပတ်ကဖားတို့ကပြန်လည်ဖိတ်ခေါ်တဲ့သတင်းပဲဖြစ်ပါတယ်မိုးကုတ်မြို့ကိုကာကွယ်ဖို့နဲ့တော်လိုင်းတောင်ဝင်တွေပြန်လည်ထမ်းဆောင်ကြဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကို မိုးကုတ်ပြူဝနဲ့မိုးကုတ်ပကဖတို့ကပြန်လည်ဖိတ်ခေါ်ထားပါတယ်ဒီရဲဘော်တွေဟာလူဦးတော်လိုင်းကြီးမှာသွေးချွေးအနစ်နာခံမှုတွေနဲ့တူတော်လိုင်းကြီးမှာအင်အားကြီးမားတဲ့စိတ်ပိုင်းဖြစ်ပဝင်ခဲ့တာကြောင့်အခုလိုဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်မိုးကုတ်မြို့ရဲ့လက်ရှိစည်ရေးချင်းတွေဟာစစ်ကော်မရှင်ကိုပြန်လည်ခုခံတိုက်ခိုက်တွန်းလှန်ဖို့လိုအပ်လာတဲ့အတွက်မိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းရဲဘော်ဟောင်းတွေကိုဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ် လက်ရှိချိန်မှာမိုးကုံမြို့ဟာစစ်ရေးအကြက်တန်းနဲ့ကြုံတွေ့နေရတဲ့ချိန်ဖြစ်တဲ့အတွက်အထူးထူးလက်တွဲပြီးအကြမ်းဖက်စစ်ကောင်မရှင်ကိုပူးပေါင်းတိုက်ခိုက်ကြဖို့မိုးကုံဘက်ကဖကတိုက်တွန်းထားပါတယ်။အကြောင်းမျိုးမျိုးကြောင့်မိုးကုံပြည်ဝနဲ့ခိတခဏကင်းကွာနေခဲ့ကြတာကိုစာနာနားလည်တယ်လို့ရဲဘော်တို့ရဲ့တွေ့ကြုံရဲဘော်တို့ရဲ့စွမ်းရည်ရဲဘော်တို့ရဲ့တော်လိုင်းအပေါ်မှာထားတဲ့စီရင်နာကိုတန်ဖိုးထားတဲ့အတွက်တော်လိုင်းကာလမှာပြန်လည်လက်တွဲတိုက်ပွဲဝင်ကြဖို့မိုးကုံပြည်ဝကလည်းတိုက်တွန်းထားပါတယ်။ဒါကြောင့်တပ်ဖွဲ့နဲ့ကင်းကွာနေပြီးပြန်လည်တောင်းဝန်ထမ်းဆောင်ကြမယ့်ရဲဘော်တွေအနေနဲ့ ်ခုနှစ်ရက်အတွင်းချိတ်ဆက်ပေးကြဖို့တည်ပြထားပြီးတပ်မတ်ရဲ့ကြော်လွန်တဲ့အထိဆက်သွယ်တာမရှိတဲ့ရဲဘော်တွေကိုတော့တပ်ပြေးအဖြစ်တင်ဝင်ကြေညာမှာဖြစ်တယ်လို့ MOD ကထုတ်ပြန်ထားတဲ့စစ်ဘက်ဆိုင်ရာတပ်ပြေးမှုဥပဒေအတိုင်းပြစ်ဒဏ်ခံယူရမယ်လို့ဝေကုတ်ပြူဟာကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီရခိုင်စစ်မြေပြင်ကိုအပိုးခံရမယ့်စစ်တပ်ကတက်ချက်တူမုံရမြို့နယ်ပကဖထံအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမြို့ခြေဆိုင်အမှတ်6ဆက်သွေးတန်ရင်စသရ6ကတက်ချက်တူ ရခိုင်စစ်မြေပြင်ကိုပို့ဆောင်ခင်ရတာကြောင့်ထွက်ပြေးလာခဲ့ပြီးအလင်းဝင်လာတယ်လို့ဘုံရမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့အော်တိုဘောလ31ရက်မှာထုတ်ပြန်လာပါတယ်။ကလေးမျိုးခြေဆိုင်စသရ6ကတက်ချက်တူဟာအော်တိုဘောလ29ရက်နေ့မှာဘုံရမျိုးနယ်ပကဖအမှတ်နှစ်တိုက်နယ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးလက်နက်မဲ့အလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ သူဟာရခိုင်ဘက်ကနေထွက်ပြေးလာပြီးလင်းဝင်လာတာဖြစ်တဲ့အတွက်စစ်ရာဇဝမှုတွေနဲ့ပတ်သက်မှုရှိမရှိစစ်ဆေးနေတယ်လို့သိရပါတယ်။မုံရမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့အနေနဲ့အလင်းဝင်တပ်သားတွေကိုရိုက်နှက်တာအကြမ်းဖက်နှိပ်စက်တာလုံးဝမရှိကြောင်းနဲ့စစ်ရာဇဝမှုတွေနဲ့ပတ်သက်မှုမရှိဘူးဆိုရင်အလင်းဝင်လာသူဖြစ်ချင်တဲ့ဆန္ဒတိုင်းဆောင်ရွက်ပေးမယ်လို့အသိပေးထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းကြောက်ကာရွှေကူနီဖျားဝင်းမှာထိုင်ချတက်ဆွနေတဲ့စကန်က ပေါ်တာဆွဲခံရပြီးစစ်မှုထမ်းဖြစ်လာတဲ့ပြည်သူစစ်နှူးကလည်းအမတ်နှစ်တိုက်နယ်ပကဖတိုက်ခိုက်ရေးဖွဲ့နဲ့ချိတ်ဆက်ပြီး MA3 တလက် MA11 တလက်နဲ့အတူအလင်းဝင်လာခဲ့တာရှိပါတယ်။ဒါကြောင့်စစ်သားတွေစစ်မှုထမ်းတွေအနေနဲ့စိတ်လုံခြုံမှုနဲ့ပြည်သူမြေတာခံယူခြင်းနဲ့ဆိုရင်တော်လိုင်းတက်တွေနဲ့ချိတ်ဆက်ပြီးအလင်းဝင်ကြဖို့တိုက်တွန်းထားပြီးအလင်းဝင်လာသူတွေကိုနှွေးနှွေးထွေးထွေးကြိုဆိုနေမဲ့အကြောင်းမုံရမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကအသိပေးထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ ရေဒီယိုအန်ယူဂျီမှဆက်လက်တင်လွှင့်ပေးနေပါတယ်။စီရင်သတင်းကောက်နှုတ်ချက်ပြီးမှတော့ပြည်တွင်းသတင်းများကိုမင်းယူကဖတ်ကြားတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ။ခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ31ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ကျွန်တော်ကတော့မင်းယူပါ။ပထမဆုံးသတင်းအနေဖြင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီကအခုနှစ်တတိယသုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကအခုနှစ်တတိယသုံးလပတ်အတွက်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုမနေ့အော်တိုဘာလ30ရက်နေ့ကထုတ်ပြန်လာပါတယ်။ဒီအစီရင်ခံစာမှာပြည်ထောင်ဌာနအောက်မှာရှိတဲ့ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲကဆောင်ရွက်နေတဲ့ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေကရင်နီပြည်ရဲဌာနခွဲရဲ့လှုပ်ဆောင်မှုအခြေအနေ ရေးပေါ်ကယ်ဆယ်ရေးဌာနခွဲကလှုပ်ဆောင်ခဲ့တာတွေဖော်ပြထားပါတယ်။ကျန်းမာရေးဌာနဘက်ကဆိုရင်လည်းကုသရေးနဲ့ပြည်သူ့ကျန်းမာရေးဌာနခွဲရဲ့ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းတွေအကြောင်းအသေးစိတ်ဖော်ပြထားသလိုလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲထူထောင်ရေးဌာနအနေနဲ့အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုရေဒိုကာလစစ်ဘေးရှောင်ပြည်သူတွေကိုစာနာရေးခါထောက်ပံ့တာအနာသိန်းစစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်ခံရသူတွေကိုပံ့ပိုးကူညီပေးတာတွေကိုအတည်ပြုထားပါတယ်။တရားရေးဌာနဆိုရင်လည်း ဥပဒေရေးရာကြီးကြပ်မှုဌာနခွဲကအကြံပေးနိုင်ခဲ့တဲ့ဥပဒေမူကြမ်းတွေနဲ့စစ်တုံးပန်းတွေရာဇဝတ်သားတွေအပေါ်ဒုက္ကဋိခါနဲ့အညီထိမ့်သိမ်းဆောင်လျှောက်တဲ့လုပ်ငန်းတွေဆောင်ရွက်နေတာတွေဖော်ပြထားပါတယ်။စီမံကိန်းဗန္ဒာရေးနဲ့အခွန်ဌာနရဲ့စီမံကိန်းဌာနခွဲအနေနဲ့ဒေသဖွံ့ဖြိုးရေးစီမံကိန်း6ခုကိုသက်ဆိုင်ရာဌာနတွေနဲ့အကောင့်ထဲဖော်ဆောင်နေပြီးဗန္ဒာရေးဌာနခွဲကကဏ္ဍလိုက်ဗန္ဒာငွေခွဲဝေမှုအခွန်ဌာနခွဲအနေနဲ့ဒီ၃လပတ်ထဲမှာရရှိခဲ့တဲ့ ြန်မာကျပ်ငွေနဲ့ထိုင်းဘတ်ငွေတို့ကိုအတိပေးထားပါတယ်။ရရှိထားတဲ့အခွန်ငွေတွေကို IEC ပြည်ထောင်ဌာနကရင်နီပြည်ရဲဌာနကွဲအတွက်22.5ရာခိုင်နှုန်း၊ကျန်းမာရေးဌာနအတွက်9.2ရာခိုင်နှုန်း၊ပညာရေးဌာနအတွက်3.3ရာခိုင်နှုန်း၊ပြည်သူ့အုပ်ချုပ်ရေးဌာနကွဲအတွက်2.6ရာခိုင်နှုန်း၊တရားရေးဌာနအတွက်9.2ရာခိုင်နှုန်း၊ကာကွယ်ရေးဌာနအတွက်3.1ရာခိုင်နှုန်းအပါအဝင် ဌာနဆိုင်ရာအသီးအသီးအတွက်သုံးစွဲထားတဲ့အခြေအနေကိုလည်းအစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်။ဒါအပြင်ဌာနဆိုင်ရာအသီးအသီးရဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကိုအသေးစိတ်ဖော်ပြထားပါတယ်ခင်ဗျာ။ဆလဘီစောမျိုးကတက်ငယ်မရေမှုနဲ့လူတက်မှုကျူးလွန်သူကို NUG ရဲချုပ်ဥဆောင်စစ်ဆေးနေတဲ့တရင်ကို တင်ပြပေးပါမယ်။မကွေးတိုင်းစောမျိုးမှာအသက်73နှစ်အရွယ်မင်းကလေးငယ်ကိုအတ္တမပြုကျင့်ပြီးတပ်ဖြတ်ခဲ့တဲ့သူကိုမြို့သားညီညွတ်ရေးအစိုးရ NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာန ရဲချုပ်ရဲ့ဥဆောင်ကြီးကြပ်မှုနဲ့စစ်ဆင်နေတယ်လို့စောမြွနယ်ပြည်သူ့အချို့ရဲ့ဖွဲ့ကထုတ်ပြန်ထားပါတယ်။တပ်ငယ်မတိုင်းမှုနဲ့လူသက်မှုကျူးလွန်သူမင်းမင်းဆိုးကိုစစ်ဆေးပြီးပါကအမှုတွဲတင်ရေးတရားရုံးထုတ်စစ်ဆေးရေးထိရောက်တဲ့အရေးယူမှုပြုလုပ်နိုင်ရေးစတာတွေအများဆုံးလှုပ်ဆောင်နိုင်ဖို့ကြက်ကြက်မက်မက်ဆောင်ရွက်နေတာကိုပြည်သူလူထုထံအသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။စောမြွမှာအော်တိုဘားလ22ရက်ကအသက်73နှစ်အရွယ်မင်းကလေးငယ်ကို အသက်22နှစ်အရွယ်မင်းမင်းဆိုးဆိုသူကပထမပြုကျင့်တက်ဖြတ်ပြီးအလောင်းဖြောက်ခဲ့တာလို့သိရပါတယ်။မင်းကလေးငယ်ရဲ့မိသားစုနဲ့အရင်ကတည်းကတီကျွမ်းသူဖြစ်ပြီးမင်းမင်းဆိုးကိုကာကွယ်ရေးတပ်ဖွဲ့ကမတင်ငါလို့စစ်ဆေးခဲ့ရာကကျူးလွန်ကြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူကိုတည်တံပေးဖို့စောမြို့နယ်မှာရှိတဲ့ဒေသနေပြည်သူတွေကအော်တိုဘားလ26ရက်မှာဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။မင်းမင်းဆိုးဟာ အရင်ကလည်းမရိမှုကျူးလွန်ခဲ့ဘူးပြီးစောပြည်သူကာကွယ်ရေးတပ်မတော်ရဲဘော်တူဦးဖြစ်တယ်လို့ဒေသနေပြည်သူတွေကပြောနေပေမဲ့စောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ကျူးလွန်သူမင်းမင်းစိုးဟာကာကွယ်ရေးရဲဘော်ဟုတ်တယ်မဟုတ်ဘူးဆိုတာဖော်ပြမထားပါဘူးခင်ဗျာယခုနောက်ဆုံးတဲ့အနေဖြင့်စစ်တပ်ဘက်ကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အတွက်စစ်ရေးတပ်နဲ့နေထိုင်ကြဖို့ဒဝဲမျိုးသားလူမျိုးရေးတပ်မတော်အထူးပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ စစ်တပ်ဘက်ကအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အတွက်စည်ရေးသတင်းနဲ့နေထိုင်ကြဖို့တဝဲမျိုးသားလွတ်မြောက်ရေးတပ်မတော်ကဒေသနေပြည်သူတွေကိုတတိပေးပြောကြားလိုက်ပါတယ်။တနင်္သာရီတိုင်းတဝဲခရိုင်လောင်းလုံးမြို့နယ်တဲကမမကန်နယ်မြေရဲစခန်းကိုတော်လိုင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်လို့အခုလိုတတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။တနင်္ဂနွေလုံးတိုင်းတာနဲ့စည်ရေးအရှိန်မြင့်တင်နေတဲ့အချိန်ဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့စည်ရေးသတိအထူးရှိကြဖို့နဲ့သတိနဲ့သွာလာနေထိုင်ကြဖို့ ပြည်သူလူထုကိုအတည်ပြုထားပါတယ်။တနင်္သာရီအတိုင်းတွင်းမှာဆိုရင်လဲစစ်တပ်ဘက်ကအချိန်မီ၍လေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အတွက်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေလိုက်နာကျင့်သုံးကြဖို့လဲတဝဲမျိုးသားလူမျိုးရေးတပ်မတော်ကဒေသနေပြည်သူတွေကိုတိုက်တွန်းထားပါတယ်။တော်လိုင်းတပ်တွေဘက်ကစစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူဘက်အမှန်တရားဘက်ရက်တီလိုတဲ့စစ်သားတွေရဲတွေအနေနဲ့ပြည်သူရင်ဝင်ကိုအများဆုံးခိုလုံပြီးပူးပေါင်းပါဝင်ပေးကြဖို့လဲဖိတ်ခေါ်ထားပါတယ်။ မောင်မကန်နယ်မြေရဲစခန်းကိုတော်လိုင်းတပ်တွေတိုက်ခိုက်သိမ်းပတ်ရာမှာစစ်တပ်ဘက်က10ဦးထပ်မံတေဆုံးပြီးလက်နက်ခဲယံတွေနဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းပတ်ရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ ပါရှင်မနေ့ပြန်နိုဝင်မာလာတရက်နေတော်မူလေးဥသာခံမှန်းချက်တီကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထန်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိဘက်ကလေဟာတနအီကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့မန္တလေးတိုင်းမကွေးတိုင်းရှမ်းကုန်းတိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်း ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုရသွန်းနိုင်ပြီးစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာအများအပြင်တာယာနိုင်ပါတယ်ရှင်။ Video Energy သောတာရှင်များခင်ဗျာဒီခုတစ်ခါတင်ဆက်ပေးမယ့်တော်လန်ရေးကဗျာအစီအစဉ်မှာ ကျော်မင်းထွန်းနယူးယောက်မှရေးသားပြီးຫນွေဦးမိုးခန်းစားရွတ်ဖတ်ထားတဲ့ကျဲဆိုတာအမောင်ဆုံးအခါအတောက်ပဆုံးအရာဆိုတဲ့တော်လင်ဤကဗျာကိုနားဆင်ကြရမှာဖြစ်ပါရခင်ဗျာကဗျာမီကျဲဆိုတာအမောင်ဆုံးအခါအတောက်ပဆုံးအရာလာမတာတဲ့ညအခါကျဲတွေအကြောင်းပြောရတာလက်ပြလုံးနေ စိတ်တက်နေကျဲဆိုတာအမောင်ဆုံးအခါအတောက်ပဆုံးအရာစัจ java လာဖြစ်ဖို့ကောင်းတယ်လို့တလို့ကောင်းကင်ဖြစ်ဖို့ကျဲရီလို့တယ်ကောင်းကင်ဟာပင်လဲလို့ဖွင့်ဆိုရရင်ကျဲရီဟာဘဝပင်လဲမှာပွင့်နေတဲ့ပန်းတွေကြောင်ကငါးကိုကြိုက်ပင်မယ်ရေမကူတပုတ်ငါးကတီကောင်ကြိုက်ပင်မယ်ကုန်းပေါ်တက်ပြီးတူးမစတဲ့ပုတ် ကျယ်တွေကဝေးဟင်းမှနေပေမဲ့လူအပ်ရီလူအပ်တလို့မြေပေါ်ကိုတိုင်ပင်ထိုးဆင်းတတ်တယ်။ဆင်ကခြင်ကိုနင်းတတ်တယ်လို့ခြင်ကလည်းဆင်ကိုကိုက်တတ်နိုင်တာပဲ။ငါတို့ရွာတွေဘုံကျဲခင်ရတဲ့အခါစစ်ခွေးမတာတွေပေါ့ကျဲပြန်တွေကျဲချမယ်။ငါတို့ကလေးတွေရဲ့စာသိကျောင်းတွေဘုံကျဲခင်ရတဲ့အခါစစ်ခွေးအလောင်းတွေပေါ့ ကျေပြန့်နေခြွေချမယ်အပြင်းစားရိုက်ချက် heavy အကွက်တွေဟာ masterpiece ကျေတွေပါကျေတကုန်တွေစိတ်အချင်းပေါက်တဲ့အခါ personal ခံစားမှုဟာ universal ခံစားမှုဖြစ် universal ခံစားမှုဟာ personal ခံစားမှုဖြစ် masterpiece ကျေတွေဟာ gen z pdf တွေ gen z pdf တွေဟာ masterpiece ကျေတွေရမစဲသမျှ အလံလှဲမချောက်အတံမတိတ်သမျှအလံလှိမ့်မပြောင်းဗေဒီကာကားကို လူငယ်တွေတိတယ်လို့ချစ်ကွေဗာရာကိုဂျယ်ရီတိတယ်ဓမ္မပတာကိုလူရွယ်တွေတိတယ်လို့အတ္တမဝါဒကိုဂျယ်ရီတိတယ်ငိုရင်ဖန် try ကိုလူကြီးတွေတိတယ်လို့ယူကရိန်းစစ်ကိုဂျယ်ရီတိတယ်ကဲဂျယ်ရီဆုံးပြီလားတဲ့ ဖန်ကိုရဲ့ပကြီကားတဲ့ကကျဲတွေတို့မြေပြမစပယ်တွေမှွေးထုံမဝေဟင်မှာကျဲတွေပြေးဆုံးကြမယ်အမောင်ညတ်အမောင်ခင်မှာကျဲဖြစ်ရတဲ့အခါကျဲတွေမှာအမျိုးပါသာခွဲခြားမှုမရှိအဆက်အတန်ခွဲခြားမှုမရှိကျဲတွေဟာနေရာကောင်းရယူလို့မှုမရှိနာမည်ကောင်းရယူလို့မှုမရှိ အလိုမရှိတစ်ချက်မှတည်းတတ်မနေချင်တာ ကောင်းကင်ကကျဲတွေပါကောင်းကင်ကကျဲတွေဟာကောင်းကင်မှာဝဲနေတဲ့အာနာရှင်လေးရင်ဝဲတော့မှာရှာမရနိုင်တဲ့အရာအာနာရှင်ရဲ့မသိစိတ်မှာအမှတ်တမဲ့ထက်မတွက်မိတဲ့တင်ချာဥစ္စာရာရာဆက်ဆက်အာနာရှင်ချက်ပူကမိုးပေါ်ကကျဲတယ်အရက်ချင်းတိုက်လို့ရပါမလားကျဲဆိုတာအမောင်ဆုံးအခါအတောက်ပဆုံးအရာ

ဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြရတာဖြစ်ပါရယ်ခင်ဗျာဒီကုတကားတင်ဆက်ပေးမဲ့တော်လန်အစည်းဆောင်ပါအစီအစဉ်မှာမောင်လူမွေရေးသားပြီးရန်တိုင်းမှခန်းစားရွတ်ဖတ်ထားတဲ့စိတ်ဓာန်ရနဲ့ကလေးတွေလို့အမည်ရတဲ့တော်လန်အစည်းဆောင်ပါကိုနားဆင်ကြရမှာဖြစ်ပါရယ်ခင်ဗျာစိတ်ဓာန်ရနဲ့ကလေးတွေ တရက်မောင်လုံးမွေးတပည့်မာလေးတယောက်ရင်ဘတ်ထဲကဆူပြီးအောင့်လာတဲ့ကလေးဆိုတော့ငိုနေတယ်အောင့်နေတာကဘယ်ဘက်ရင်ဘတ်ထဲကဆိုတော့မောင်လုံးမွေးလည်းသူ့အိမ်ကိုပြန်ပို့ပြီးစေကန်းကိုသွားခိုင်းရပါတယ်အတော်ကြီးတယောက်ကနှလုံးစားပြစ်တော့တာနေပါစရာအခုနောက်ပိုင်းကလေးတွေနှလုံးထိခဲ့တာတွေများတယ်ကျမမြည်လဲသူစိတ်ထိခဲ့စရာတွေ့ရင်မျက်ရည်တွေကျလာတော့တာလို့မောင်လုံးမွေးကိုပြောပါတယ်စစ်ပွဲကာလမှာကလေးတွေဟာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရကြတယ်အာနာသိန်းစစ်တပ်ရဲ့လေရင်ကိုကြောက်ရတာအပြင် ပြတ်နေတဲ့ခေတ်ကာလမှာမိဘတွေရဲ့မစင်ကျင်မှုတွေကြောင့်လဲစိတ်အနာတွေရကြတယ်။မိဘတွေကလည်းစာဝတ်နေရေးအတွက်ရုန်းကန်ကြရပူပင်ကြတဲ့အခါမှာကိုသားသမီးကိုဂရုစိုက်နိုင်မှုအားနည်းကြပါတယ်။ကိုသားသမီးကိုစူတာငေါက်တာဆိုတာပုံမှန်ပြုမှုနေကြပြုမှုတွေဖြစ်နေတာကိုလည်းတွေ့ရပါတယ်။တကယ်တော့တော်လိုင်းရဲ့ကာလကြီးမှာအခက်အခဲတွေမွန်းကျက်ရမှုတွေကိုလူကြီးတွေပဲခံစားရတာမဟုတ်ပါဘူး။ကလေးတွေဟာလည်းသူ့အရွယ်နဲ့သူခံစားကြနေပါ။သူတို့ဟာနုနယ်တဲ့ရွယ်မှာကျန်းတဲ့လောကဒဏ်ကိုခံရတယ် တို့ရွယ်နဲ့မမျှတဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နေကြရတယ်။ပထွေးနဲ့အမေကြောင့်အိမ်မှာမပြောလို့ထွက်ပေါက်ရှာရင်နေတဲ့တပည့်မိုးဆိုးမအမေရဲ့အနေထိုင်ကြောင့်အိမ်ကနေထွက်ပြေးရင်းနေတဲ့ကလေးစတဲ့ပြည်ရင်းစစ်ကြားမှာတပူပေါင်းနှစ်ပူစင့်ခံစားနေကြတဲ့ကလေးတွေကိုမြင်နေရတဲ့အခါမောင်လူမွေးကယူနာတက်မိပြီးတို့အတွက်ရင်မောရပါလေ။မသားရတဲ့ခေကြီးမှာကလေးတွေလိုအပ်နေတာကနှွေးထွေးတဲ့ဆက်ဆံရေးပါ။တို့တွေရင်ဆိုင်နေကြရတာကနှုတ်ပိုင်းဆိုင်ရာကြမ်းတမ်းစွာပြောဆိုခံရမှုမိသားစုဝင်တူအူမူရင်နေမှု ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာလိလူရှုခံရမှုတွေပါဒီလိုຢာတွေကိုစိတ်ဆောင်စကန်ကကလေးတွေကပိုခံစားကြရပါတယ်ဒီလိုခံစားနေကြတဲ့ကလေးတွေအတွက်စိတ်ဆောင်ကြောင်းတွေဟာလုံခြုံတဲ့ပညာရည်ဝန်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မောင်လူမွေးဟာစိတ်ဆောင်ကြောင်းကဆရာဆရာမလေးတွေနဲ့ဆွေးနွေးပွဲတွေတင်းနှံတွေလုပ်ပါတယ်ဘောလုံးခြေလုံးတွေဝဲအားကစားတဲ့ကလေးတွေရဲ့စိတ်ကိုတတ်တာအောင် တိုးတက်အောင်ကြိုးစားကြပါတယ်အောင်မြင်သွားတဲ့ကလေးတွေကြောင်းတွေရှိသလိုအောင်မြင်နိုင်သေးတဲ့ကလေးတွေကြောင်းတွေလည်းရှိပါတယ် လက်လက်မီသမျှတော့အရှိန်မပြတ်ဆက်လက်စ조사နေကြဆဲဖြစ်ပါတယ်။တကယ်တော့လူဘဝမှာအခြေခံလိုအပ်ချက်ဖြစ်တဲ့စားရေး၊ဝေးရေး၊နေရေးအခြေခံသုံးချက်ပြည့်စုံမှကျန်တာတွေကိုလုပ်လို့ရတာပါ။ဆေးရှောင်စခန်းကကလေးတွေဟာနေရေးအတွက်မိုးကံမိုးကာတဲလီတွေမှာနေကြရတယ်။ဝေးရေးကလည်းရှိတဲ့အဝတ်ထည်လေးနှစ်စုံသုံးစုံကိုလှည့်ဝတ်ကြတယ်။သူတို့မိသားစုမှာစားစရာဆန်ရှိမရှိဟာသူတို့မိဘတွေရဲ့ဉာဏ်ထားအပြောဆိုနဲ့တိုက်ရိုက်အချိုးကြတယ်။မိသားစုအတွက်စားစရာဆန်ဟာ စိုးရင်ပွဲအနေထားကိုရောက်လာပြီဆိုရင်မိဘရိစီကတဆင့်သူတို့အပေါ်ရောက်တဲ့ဖိအားဟာတက်ရောက်မှုကြီးပါတယ်အခုရှစ်တန်းတက်နေတဲ့မိန်းကလေးတွေက၃ယောက်ကလာမင်းနဲ့ကိုတန်းကိုစက်မတက်နိုင်ဘူးလို့ပြောနေစရာသူတို့ကကြောင်းဆက်နေခြင်းပေမဲ့သူတို့အိမ်တွေကစောင့်ဝင်နေရင်စင်မပြေကြဘူးသူတို့အိမ်အတွက်ဝင်ဝင်ရောက်အောင်လုပ်လို့ရမယ်ထင်တယ်လို့စစ်ဆောင်ကြောင်းတာဝန်ခံဆရာမလေးကမောင်လုံးမွေးကိုပြောပါတယ်မောင်လုံးမွေးတို့အနေနဲ့ကလည်းသူတို့ကြောင်းတက်တဲ့ကုန်ကြမ်းစည်းကိုသာအတိုင်းတာတရက်ထိကူညီပေးနိုင်ပြီး ိသားစုစာဝတ်နေရေးကိစ္စကိုတော့ဖြည့်ရှင်းမပေးနိုင်ပါလာမယ့်နှစ်ကိစ္စလာမယ့်နှစ်မှာဆွေးနွေးကြမယ်ဆိုတဲ့စကားနဲ့ပဲဒီကိစ္စကိုလောလောဆယ်ရပ်ထားလိုက်ရပါတော့တယ်ခေပြည့်ကြီးတဲ့မှာကလေးတွေဟာငိုတာမဟုတ်ပဲမျက်ရည်ကျကြတာကိုသတိထားမိပါတယ်မငိုဘဲနဲ့အလိုလိုစီးကြလာတဲ့မျက်ရည်ဟာခံစားဖို့အနှံ့ဆိုင်ဆုံးနေရာကလာတယ်ငိုတာကငိုပြီးရင်ပေါ့သွားပေမဲ့မျက်ရည်တွေ့တွေ့ကျရတဲ့ခံစားမှုဟာတော်တော်နဲ့မပြောက်တတ်ပါဘူးဒါကမောင်လုံးမွေးကိုရွေ့မြင်ရတဲ့အခြေအနေတချို့ကိုရေးရတာပါမောင်လုံးမွေးတို့ဆရာဆရာမတွေရှေ့မှာမဟုတ်ပဲ အခြားတနေရာရာမှာတိတ်တိတ်လေးမျက်ရည်ကျနေကြရရှာတဲ့ကလေးတွေရှိမယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့တိတ်တိတ်လေးမျက်ရည်ကျရရှာတဲ့စိတ်ဓာရနဲ့ကလေးတွေရဲ့မျက်ရည်ပေါင်းများစွာရှိမယ်။ကလေးတွေရဲ့စိတ်ဓာရတွေကိုကုစားဖို့မိဘပေးရင်အနီးကပ်ဆုံးပုံကိုယ်တွေဟာဆရာဆရာမတွေဖြစ်တယ်။သူတို့ရဲ့စိတ်ဓာရတွေကိုသတိထားစောင့်ကြည့်ပြီးစိတ်ရှည်နှွေးထွေးမှုနဲ့ပြုမှုဆက်ဆံကြဖို့လိုအပ်ပါတယ်ခင်ဗျာ။မောင်လူမွေး thank you ရေဒီယို NUG ကိုနားဆင်နေကြရတာဖြစ်ပါတယ်ခင်ဗျာ။အပတ်စဉ်ထုတ်လွှင့်နေကြဖြစ်တဲ့ SDB Pockets Friday အစီအစဉ်မှာဒေါ်လန်ပြည်သူတို့ရဲ့ငွေကြေးပိုင်ဆိုင်မှုများကိုပိုပြီးလွတ်လပ်ပိုပြီးကျိုးရှိအောင်စီမံခန့်ခွဲနိုင်မယ့် SDB ရဲ့ဗျူဟာမြောက်နီလန်းကောင်းများဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ Hello မတိုင်ဒီတစ်ခေါက်တော့ဝမ်းသာစရာတရင်ကျွန်တော်ပဲပြောရတော့မယ်ပြော ရတဲ့နာဝချမ်းသာလိုက်တာကိုသိမ့်မောင်ရေအန္တတရားတဲ့ရင်ဆိုတော့မိုင်းမိုင်းတဲ့တဲ့ရင်လားအန်တွေကနေဒေါ်လာတွေတားမရအောင်ဝင်းနေတဲ့တဲ့ရင်လားဒါမှမဟုတ်သူမကသိမ့်မောင်စီပြန်လာတယ်ဆိုတဲ့တဲ့ရင်လားလဲမအောင်တော့သူမပြန်လာတာကလည်းလို့ကျန်တဲ့တဲ့ရင်တွေကအမှန်တရားတွေပါပဲမတတ်ကြီးသူမပြန်လာဖို့ကတော့မြောင်နိုင်ရဲ့အာဆီယံအိမ်မက်လိုပဲစိတ်ကူးပဲရင်းနေရတဲ့အခြေအနေပါဗျဟုတ်ပါတယ်ကသိမ့်မောင်ကြီး ဒီတနေ့တော်လဲတော့ပြန်ပြီးချိန်ပါတယ်ဆိုတဲ့တခြင်းကမင်းအောင်လိုင်းနဲ့ကသိမ်းမောင်တို့များတီးတန့်ဆက်ထားသလားထင်ရပါရဲ့တော့အဲအာဆီယံဆိုလို့စကားဆက်မိလို့ပြောရအောင်မယ်မတိုင်ကျွန်တော်တို့ရဲ့လွတ်လပ်အေကန်ဝီဥပန်အကောင့်ရှိုံနဲ့အာဆီယံဒေတာတွင် SDB support currency ဖြစ်တဲ့ထိုင်းဘတ်စင်ကာပူဒေါ်လာမလေးရင်းဂစ်တွေအပြင်ဂျပန်ကိုရီးယားစတဲ့နိုင်ငံတွေကမြန်မာတွေဆိုလဲမိသားစုစီ SDB ချင်း ဓာကြီးရိုက်ငွေလွှဲပို့လို့ရနေပြီဆိုတော့မတန်းရေးတန်းရေးငွေလဲနေရတဲ့ဒုက္ခကနေ STB အကောင့်လေးဖွင့်ယူနဲ့လွတ်သွားပြီဆိုတာလဲနောက်ထပ်သတင်းကောင်းတစ်ခုပြောဟုတ်ပါရဲ့တော့ငွေလွှဲငွေပို့စလို့ပြောရအောင်မယ်ခုချိန်မှာအကောင့်နေတဲ့ဝိုင်းကောက်လုပ်တဲ့လူမှုလှုပ်ရှားမှုနဲ့အငင်းစကောက်သထိန်းချုပ်ထားတဲ့ငွေပေးချင်မှုစနစ်တွေကိုရှောင်ရှားဖို့ကပေါ်ပီအင်ဂျီလို့စင်မန်နဲ့နျူရိုဘန်ဖြစ်တဲ့ STB ကအမှန်ကြဘန်လို့အတားအဆီးမရှိ ပိတ်ရမရှိဝန်ဆောင်မှုပေးနေတာမို့လာစားဝန်တာနဲ့အရေးအကြီးဆုံးကမိသားစုစီဝေပြဖို့ပါပဲတော့ဒီလိုလုပ်တဲ့နေရာမှာ STD ကိုအသုံးပြုခြင်းအပြင်ဒီလိုအသာချက်တွေသိနိုင်ပါတယ်တော့ဟုတ်တာပေါ့မတန်ကြီးစာကမဆိုတဲ့အမျိုးကဘီသူကိုတက်ဖို့ကြုံပြုဖို့ဒေါ်လာတွေလိုသမို့လားအဲ့ဒီဒေါ်လာတွေကိုပက်စစ်စာကမစီရောက်မသွားအောင် စာကမဩဇာကံဗန္နာကြီးစနစ်တွေဘန်တွေကိုမသုံးမဲ့ SDB နဲ့သုံးတဲ့အတွက်ဒေါ်လာငန့်နေတဲ့စကားစကိုခြွေနေစာ အခွန်အခါလဲပေးစရာမလိုတော့ဘူးပေါ့ဗျာနောက်ပြီးစကားမရဲ့ခြာတူးလန်ပန်းတွေလိုဘန်ဖွင့်ခြင်းတို့အလုတ်ရဲ့တူစောင့်စရာမလိုအခုလွဲအခုရောက်တယ်တခြားဂျာဂန်ပန်းတွေလိုဝင်ဆောင်တာလည်းမရှိဘူးဆိုတော့ပူကောင်းတာပေါ့ဟုတ်ပါရဲ့တော့နောက်တစ်ခုကတော့မြမကြော်လိုင်း community တွေကျင်းပကြတဲ့ခုခုတောင်ဂျပန်ဒေါ်လို့ဝဲတွေရဲ့ တော်လိုက်ပစ္စည်းအယောင်ဆိုင်တွေမှာလဲ NTV နဲ့ပြီးချီလို့ရသေးရဲ့နော်ဟာမတန်ကခုခုတောင်းဆိုကျွန်တော်တို့ဘက်ကလည်းမြန်မာလေးမျက်နှူးအေးရူပေါ်တော့ကောင်းတယ်ဗျာကောင်းတယ်နောက်ပြီးလာဇာဝင်ဝေကိုကိုရိုင်းလွတ်လပ်စွာစီမံခန့်ခွဲအောင်မယ်သူလဲစွတ်ခြင်းသေးတပါဆိုရင်ကဘာရှိနေသေးနဲ့ STV ကိုဝယ်စုနိုင်တဲ့တော့ရဲဘော်တွေကိုထောက်ပံ့ခြင်းနဲ့ဆိုရင်လည်း SCF ကနေတူရနိုင်တယ် ိုးပြီးတော့ပွားများခြင်းရင်တော့တုံခင်တွေအနံပင်းအန်မှလည်း USD တွေပွားများနိုင်တာမို့ဆွဲဆောင်အသုံးပြုနိုင်တဲ့ပြင်အာဆီယံနိုင်ငံတွေထဲမှာလည်း USD ကိုတွင်းလို့ထုတ်လို့ရတဲ့တခုရီးသောခရစ်တိုဘန့်ဖြစ်တဲ့ STB က currency 10မျိုးတောင်လောက်လို့ရတယ်တော့ဒါကြောင့်ဆက်ကဆအောက်ကဘန်တွေကိုလက်လက်စွာပွိုင်းကောက်ပြီးခကျင်းွေပေးကြမလို့တဲ့ ရေဦးပံကိုလာစဉ်တုံးဆွဲကြပါစို့လို့ပဲတိုက်တွန်းရတော့မှာပေါ့တော့ဟုတ်တာပေါ့မတိုင်ကျွန်တော်လဲရလာတဲ့ပိုက်ဆံတွေကို SDB နဲ့စီမံခန့်ခွဲနိုင်ဖို့ငွေတွင်းလိုက်အောင်မပြုဘေကရလာတယ်လဲတော့မင်းနဲ့ပေါ့နော် မန်ယူနိုင်ထားတယ်လို့ပဲမှတ်ဒါဆိုရင်တော့စီမံခန့်ခွဲမနေပါနဲ့ကသိန်းပါလေနောက်ပတ်လဲကုန်းပါပဲဟိုဟာပြောရပါပြီမတန့်ရင်ငွေဥပ္ပါ ရေဒီယို NUG သောတာရှင်များခင်ဗျာဒီကနေ့ညပိုင်းရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တွန်လိုင်းရေးတင်ဂီတအစီအစဉ်မှာမင်းကိုနိုင်ရေးသားပြီးကိုပေါ့မှတန်စင်ရှာဖွေကမင်းမောင်ကောမတီးဆိုထားတဲ့ဝေမြဲနှင်းစည်းလို့မြင်ရတဲ့တွန်လိုင်းရေးတင်ဂီတကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ iniziale se caia per signor lo su sue ciò per ainda tre che a ye we say ya rao jam ma ma ho a ku rao nin si ko wa re the dawn of winning နဲ့ရှိကိုကြည့်နေရင် we we need in the sea အိမ်တွင်နဲ့ရှိကိုကြည့်နေရင်ရန်လုံးတိုက်ခိုက်မှုများတဲ့ဘလုံးရင်ဆိုင်ရမယ် yes say yes ဆိုင်မှုများတဲ့ရင်ဆိုင်ကြောပြတ်တာ do you change in love ကဘာနေဒီ dwell နာတွေ့ရရရင်ဝိဇယတော်ကြံမမဟုတ်အခုတော့နေစီကိုဝါလိန်တတော်ဝင်ကိုကြည့်နေ က်သူများကြွမ်းဘလို့ရင်ဆိုင်ရမယ် Yes say yes ဆိုင်မှုများကြွမ်းရင်ဆိုင်ကြောက်ကြသူရဲ့ခြင်းစဉ်အလောင်းကပန်းနေကြည့်ကြွမ်း ီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့။မြမနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူဖွဲ့သားတွေကဆုတောင်းနေတာပေါ့။မေတ္တာမြင့်မြတ်ရေးဆိုရယ်စက်တော်ရဲ့တရင်အချက်အလက်တွေမြေပြင်မှာဝေချတာ ထုတ်လင်းနေတဲ့ Radio NRG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်တို့အားပေးနေတဲ့ Radio NRG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်